ထားနိုင်ငံမှာပြောင်းလဲပြင်ဆင်လိုက်တဲ့လောက်ရှင်အလို့သမားဥပဒေအတကြောင်းနေရက်ပြန်မြန်မာရွှေပြောင်းအလို့သမားတွေအနေနဲ့ပြည်တွင်းမှာမိမိတို့ရဲ့ကြွန့်ကျင်မှုအလိုက်အလောက်ကရရှိဖို့ကူညီသွားဖို့ရှိတယ်လို့အလို့ရုံနဲ့အလို့သမားဥပဒေစစ်ဆေးရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးဝင်းရှင်ကပြောပါရယ်နေရက်ပြန်မြန်မာရွှေပြောင်းအလို့သမားတွေအနေနဲ့ထိုက်တန်တဲ့အလို့ဆွေးရင်တွေကိုပြည်တွင်းမှာရှိတဲ့စိတ်ုံတွေမှာလောက်ကင်စေခြင်းပြီးအလို့ရှင်တွေအနေနဲ့လည်းကြွန့်ကျင်တဲ့လုပ်သားတွေကိုမျှော်လင့်နေကြတယ်လို့ဦးဝင်းရှင်ကအခုလိုပြောပါရယ် ငါညီလို့တိပါလိမ့်မယ်ဘောပေါ့ညီကကုလားကခေါ်တော့ပေါ့ဒီလိုပါညီရောက်ကြတာကညီကလေးရိုးရိုးရှိတယ်လေးပါချင်း office အဲ့ဒီလိုမှညီရလို့ရှင်းတော့ဘောငါညီရှိမှအလိုမှာပဲညီရလို့တယ်ဆရာတို့ယူလို့မှလိုက်တော့မှလိုမှာဟုတ်တယ်ရှိတယ်လေပထမညီရလို့အဲ့လိုဒီမလေးကဘယ်တော့ကြာလို့ဆရာတို့ကအလိုချင်ချစ်စေပြရတယ်ဆရာတို့ကညီလေးကဥမာတော့ညီလေးညီလေးဆိုဆရာတို့ပြန်မှုပြရတယ်ညီလေးက40လောက်ကိုက60လောက်ပြတယ်အဲ့တော့လူရှာတော်ကြီးတော့ယူရတယ်ငါညီရှောင်းနေကြိုက်တယ်လိုမှာဆိုယူရည်ဒီပြီးတော့ပို့ပြတယ်ဟုတ်ကဲ့ချစ်စေပြတယ် ဆရာလည်းပြောတာပါနော်။ဆောက်မှုဆိုရင်ဒီလေးကဆောက်မှုဒီလေးကလုပ်ငန်းရှင်တွေဆောက်မှုကျုပ်ဆရာကြီးတွေမှာဝယ်နေတာတာဝန်ကြီးကိုပြောတာနော်။လူသမားတွေဘယ်လိုမှမလုပ်ဘူးလေ။နော်ဆရာအဲ့လိုရှေ့ဆက်ပါ။အဲ့လိုမှလည်းကိုယ်လာရှေ့ဆက်လို့ဆရာတို့ပါလေ။အစီအစဉ်တို့ဆရာတို့ရှေ့ဆက်လို့ဘာမှမဆောင်နိုင်ပါဘူး။အလုံယုံနဲ့အလုံသမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့နေရက်ပြန်မြန်မာရွှေပြောင်းလုပ်သမားတွေပြည်တွင်းမှာရှိတဲ့စက်ရုံအလုံယုံတွေမှာအလုပ်ပြန်လည်ခံထားနိုင်ဖို့အလုပ်ရှင်တွေနဲ့တိုင်ပင်ထားတာတွေရှိပြီးအလုံသမားတွေဘက်ကဌာနကိုလာရောက်ဆက်သွယ်ပြီးပူးပေါင်းဆောင်ရွက်ပါက ထိုင်းသိမ်းတဲ့လောက်ခလာစာရအောင်ကုညီဆောင်ရွက်ပေးဖို့ရှိတယ်လို့အလို့ရုံနဲ့လုံသမားဥပဒေစစ်ဆေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးဝင်းရှင်ကအခုလိုပြောပါဗျာ။ဘယ်လိုပြောရရှိမလားနော်ကုနိုင်ငံသားတွေပါပဲ။ရှင်းပါကြည့်လားကိုရတာနော်သူတို့ရဲ့လားအညာနော်ထိုက်တန်တဲ့လူကန်ဖိုင်တယ်ဝင်ပြီဗျာ။မြန်မာမှာရှိတဲ့ဒီလျအဆောင်လို့နေပါဘူး။ဆရာတော်လူစေခြင်းလို့ရှင်ကကြာထားတော့ကြီးတွေဒီလိုမျိုးဆိုရှိပါလေကျွမ်းယူတော့ဒီမှာအများကြီးပြုံးနေတာအဲ့တော့ ဆိုရင်လူကလည်းကြီးတယ်ဘမနိုင်ငံမှာပဲလေပြန်လို့ဆောင်းချင်းရပြီးတော့သူတို့ထက်ထိုင်ကြီးလုခတတ်တာသူရမှာပြဿနာလို့ရှိတယ်ဆရာတော်တိုင်းရတာရှိပါတယ်ကြီးရတာဖောက်ရလားဒီကိုညွတ်တွေ့နေမြည်ရနော်အစမ်းကရှိတယ်နော်အလို့တင်ရှိတယ် sorry အလို့တင်ရှိတယ်စမ်းကရှိတယ်ရိုးလိုသားရှိတယ်ကြွရင်လိုသားရှိတယ်အဲ့တော့လိုသားတွေလည်းပြောရရင်လည်းရေးသားမျိုးရှိရင်ကြွရင်လည်းလိုသားကြောင့်ကြွရင်လည်းလည်းပေါ်ကြီးတယ်သူသက်ဆိုင်လို့ရှိနေတာကြီးရထားတယ်လို့ကတော့ပြောလို့ ထိုင်းနိုင်ငံအတွင်းအလို့ရှင်အလို့သမားဥပဒေသစ်ထွက်ရှိလာပြီးနောက်နိုင်ငံသားအလို့သမားတွေကိုဖမ်းဆီးရေးယူမှုရပ်ပေါင်း120စိုင်းငံ့ထားပေမဲ့လည်းမြန်မာနိုင်ငံကိုပြန်လာသူအများအပြားရှိနေပြီးဂျူလန်နာ3ရက်နေ့မှာနေရက်ကိုပြန်လာတဲ့အလို့သမားဦးရေဟာ9860ဦးရှိတယ်လို့သိရပါတယ်။ဂျူလန်29ရက်နေ့မှာဂျူလန်နာ3ရက်နေ့ညနေ4နာရီခွဲအချိန်ထိနေရက်ကိုပြန်လာတဲ့အလို့သမားရေတွက်ဟာ2045ဦးပြန်လည်ရောက်ရှိလာတယ်လို့သိရပါတယ်။